ူတယောက်ကတဲ့အသက်ကြီးလာလေလေပေါ့နော်သူ့ရဲ့ခန္ဓာကိုအစီရီကိုချရတာပို့ပြီးတော့ခက်လေလေဆိုတာအဲ့ဒါရောဟုတ်လားဆရာအဲ့ဒါဟုတ်တယ်အသက် အရွယ်ရလာတာနဲ့အမျှအများဆုံးအဖြစ်ကတော့ weight ပို့ပြီးတော့တက်လာတဲ့သူတွေများတယ်ဘိုက်ပို့ရွှဲလာတယ်အဲ့လိုမျိုးများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ရဲ့ metabolism ကညော့သွားတာဇီဝကံမှာဖြစ်ပျက်တဲ့နှုန်းကညော့သွားတာညော့သွားလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ကယ်လိုရီတွေမလောင်ကျွမ်းနိုင်တော့ဘူးမလောင်ကျွမ်းနိုင်တော့ဘူးဆိုတော့စားသမျှကယ်လိုရီတွေကတော့အစီစုသွားပြီအဲ့လိုမျိုးပေါ့နော်အဲ့တော့အဓိကသူတို့ ီလောင်ကျွမ်းမှုနှုံးကရော့လာတဲ့အတွက်ကြောင့်မလို့အဲ ACD ပို့ပြီးတော့ဆုလာနိုင်တယ်ပြီးလို့ရှိရင်အသက်ကြီးလာတော့ညီရဲ့ဟုတ်ကဲ့အာလှုပ်ရှားမှုကလည်းနည်းလာမှာပေါ့နော်နည်းလာမယ်အဲ့တော့အာလှုပ်ရှားမှုနည်းလာတာတကြောင်ကယ်လိုရီကလည်းအရင်အောင်မပန်းနိုင်တော့တာတကြောင်ဟုတ်ကဲ့အဲ့တော့ဆိုတော့အသက်အရွယ်ရလာလို့ရှိရင်တော့ weight ကတော့တက်လာနိုင်ခြေပို့ပြီးတော့များတယ်အဲ့တော့ပို့ပြီး view ဆိုက်ရတယ်ပေါ့ in body set လို့ခေါ်တယ်ပေါ့နော်သူကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရှိသည်များ ကျွန်တော်ကျတော့ mechanical engineer ပိုင်းဆိုတော့လေကားတစ်စီးကို scanner နဲ့ဖတ်လိုက်လို့ရှိရင်ဒီကားတစ်စီးလုံးမှာရှိတဲ့ engine မှာရှိသည်များပြစ်ချက်တွေအကုန်လုံးပေါ်တယ်လို့မျိုးပဲเนาะဟုတ်တယ်ဒီရောက်မှသူအကုန်ပေါ်တဲ့ဆက်လေဆရာအဲ့ဒါလေးတစ်ချက်လေး share link လေးလုပ်ပေးပါဦးဆရာဘာတွေပါလဲဆိုလို့ရှိရင်လူတစ်ယောက်ရဲ့ jet ဘလောက်ရှိတယ်လဲ protein ဘလောက်ရှိလဲ fat ဘလောက်ရှိလဲခန္ဓာကိုယ်က calorie ဘလောက်လိုအပ်တယ်လဲ calorie burn နဲ့နှုံးကဘလောက်နှုံးနဲ့ဘန်းတာလဲသူကရှိတာရောလိုအပ်ချက်တွေပါအကုန်ပြပြီးအကုန်ပြပေးတယ် သူကတိုင်းပြီးွားလို့ရှိရင်အဖြစ်ထုတ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်တာပေါ့ treatment မလုပ်ခင်ဟိုဒီဆက်ကလေးနဲ့ကျွန်တော်တို့က record ယူလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် treatment လုပ်ပြီးွားပြီဆိုလို့ရှိရင်ဘလို့ပြောင်းလဲသွားသလဲဆိုတဲ့ဟာကိုကျွန်တော်ကပြန်တိုင်းပြီးတော့တခါတည်း before after ရှင်းပြရတယ်ထုတ်ပြလိုက်တာอืมဆေးမထိုးခင်တော့ဆရာက160ဆေးထိုးပြီးတော့140ခေါ်ကြာဝိတ်ကြတဲ့ဟာက fat ကြတာတည်းမဟုတ်ဘူးမာဆယ်ပါကြပါတယ်ဒီဆက်ကတော့ပြပြရပါဘောအဲ့လိုမျိုးအဲ့တော့ ဒီအဖြစ်ကိုကိုကသိပြီဆိုလို့ရှိရင် muscle training strength training မဟုတ်အဲ့လိုပုံစံမျိုးဆော့ဖို့လိုအပ်တယ်ဆိုတာကိုသိသွားတယ်ပေါ့နော် visceral fat ကကြတော့ကလီဇာကအစီတယ်။ तू အဲ့ဒီအထိပါပြအဲ့ဒီအထိပါပြတာညီ30ကျော်လို့ရှိရင် तू ဟိုက်လို့တတ်မှတ်တာပေါ့ဟမ်ဟုတ်တယ်။ဆိုဒီလိုမျိုး result ကိုသိချင်တဲ့သူတွေရှိမှဆရာရယ်။ဒါပေမဲ့ဆရာဆရာစီမှာ treatment တော့မယူ test လေးပဲလာပြီးတော့လုပ်ချင်တဲ့သူတွေရှိမှဆိုရောလာလုပ်လို့ရတယ်။လာလုပ်လို့ရတယ်။2000ပဲ။ သူကတစ်ခေါက်တစ်ခေါက်တိုင်းပြီးွားလို့ရှိရင်အရင် history တွေပါသူကပြပေးတာဒီ QR code ကလေးရကြတော့ကို့ဖုန်းထဲမှာဒီ Embody ဆိုတဲ့ application လေးကို download ဆိုတာဖုန်းထဲမှာရဟုတ်တယ်သူကအကောင့်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီ QR scan လိုက်တာနဲ့ဒီ information တွေအကုန်လုံးကို့ဖုန်းထဲရောက်အောင်ဟောအရင်လုပ်ခဲ့တဲ့ဟာတွေပေါ့ကြည့်လို့ရတယ်အရင်လုပ်ခဲ့တဲ့ဟာတွေလည်းကြည့်လို့ရတယ်ဟို resort တွေကိုလေတက်လာလားကြွားလားသူက graph တွေနဲ့ပါသူကပြပေးတယ်ဆရာကူးလုပ်နေတဲ့အဲ power sling ရအောင်ပေါ့နော်ဈေးကြီးလားဈေးကြီးလား ဈေးကြီးလားဆိုတော့ဆရာတို့ခု power slim injection ကဟုတ်အဲတပတ်ကိုတစ်ချိန်ထိုးရတယ်တလားထိုးလဲရတယ်နှစ်လားထိုးလဲရတယ်တလားနဲ့ရက်လိုက်တဲ့သူလည်းရှိတယ်တလားနဲ့ကိုလိုချင်တဲ့အနေထားရောက်သွားလို့ရက်လိုက်တဲ့သူလည်းရှိတယ်ဒါကြောင့်မလို့အရင်ပြောခဲ့တာပေါ့အဲ target ပေါ့ဟုတ်လားကိုလိုချင်တဲ့ target ကိုရောက်သွားလို့မင်းသားမင်းသမီးတွေဆိုလို့ရှိရင်ဟိုတလောကဒီဒီအနုပညာရှင်တရားဆိုလို့ရှိရင်ညီမလေးတယောက်ဟုတ်မင်းသမီးပဲသူ ကကိုရေးရှိတော့အဲ့ရဲ့ကိုရေးမှလည်းသူကလုံးဝဟိုအာခန္ဓာကိုယ်ကမိုက်နေရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အာနည်းနည်းအလျင်လိုတယ်အချိန်ကဒါတိုက်ပြတ်တယ်ဆိုတော့ဒီ treatment သူလုပ်တယ်ပေါ့အဲ့တော့အာအချိန်တို့အတွင်းထဲမှာ သူဝိတ်ကြရဲအစီကြရဲဆိုတော့အဆင်ပြေသွားတာပေါ့အဲ့လိုမျိုးတလားစာကိုသူက၈သိန်း၈သိန်းကအခု discount ချတာပေါ့နော်အရင်ဈေးဆိုလို့ရှိရင်၁၀သိန်းလား၁၂သိန်းလားမသိဘူးအဲ့လိုမျိုးရှိရဲအာ၈သိန်းကဒါ basic dose ပေါ့နော်ကိုကတင်ကျင်တယ်ဆိုလို့ရှိရင်လည်းတင်တဲ့ပုံမှန်မူတည်ပြီးတော့သူကဈေးနှုန်းသူကတက်သွားတာပြောင်းလဲဖြစ်သွားတာမျိုးရှိတယ်ဒါကတော့ ်ထားထားပါတော့ basic ကအများစုကလည်းဒီ basic system နဲ့ပဲသွားနေတာအဆင်ပြေတယ် HMV ကငကိုတော့ကျွန်တော်သိထားသမျှကအကြမ်းမရပါဆိုရကျွန်တော်လိမ့်ဆက်ဆိုင်ကူးတယ်ပေါ့နော်နောက်တစ်ခုကဟိုးငကိုငကိုကတော်တော်လေးတော့ကြာပါပြီအခုနောက်ပိုင်းတော့တိတ်တော့မရှိတော့ပါဘူးကျွန်တော်တက်တူးပေါ့နော် over ဒီဘက်ခင်မှာကြာတော့တက်တူးဟိုးငကိုတော့တော့ကျွန်တော်တို့ပွဲစည်းတွေမှာစိတ်မညာဘူးပေါ့နော်ကျွန်တော်တို့အဲ့ရနေမှာပဲတစ်စက်ကူးရတယ်လို့ပဲကျွန်တော်အကြမ်းမြင့်သိထားတာပေါ့နော်အခုနောက်ပိုင်းက HMV ကအဲ့လိုနီးတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့မျှော်လင့်မထားတဲ့နီးတွေအများကြီးလဲ အစရလက်ကြမလို့ထင်ပါတယ်။ဘာဖြစ်လဲအက်ဒီနဲ့တုံးလာတာဟုတ်။အက်ဒီနဲ့တုံးလာတယ်ဆိုတော့ HIV မှမဟုတ်ဘူးနော်။ကူးစက်ယောဂါမှန်တယ်များအကုန်လုံးတက်ဆိုင်တယ်ပေါ့နော်။အဲ့တော့ new story လေးတခုပြပြမယ်။လောက်ပါလောက်။သူကဘယ်လိုလဲဆိုတော့အဲတငယ်ချင်းတအုပ်စုကဟုတ်ကဲ့အာလူငယ်တွေတငယ်ချင်းတအုပ်စုကသူတို့က night out ထွက်တယ် night out ထွက်ပြီးတော့မှားသွားတယ်ပေါ့တငယ်ချင်းတွေတငယ်ချင်းနှစ်ယောက်ဟုတ်တယ်အဲတငယ်တငယ်ချင်းနှစ်ယောက်က အာရီးစားမဟုတ်ဘူးတကယ်ချင်းနှစ်ယောက်ကသူတို့ကမူးပြီးတော့သူတို့မှားသွားတယ်နောက်ကျတော့ကမာလေးကနိုင်ငံခြားမှာចောင်းသားတတ်မယ်ဆိုပြီးတော့သူကအဲနိုင်ငံကွဲသွားတာမဟုတ်ဘူးနိုင်ငံခြားမှာចောင်းသားတတ်မယ်ဆိုပြီးတော့သူကတွေးစစ်ရတယ်တိလားနိုင်ငံခြားမှာចောင်းသားတတ်မယ်ဆိုတော့သူတွေးဒီပိုင်းစစ်ရတယ်ဆိုတော့တွေးစစ်လိုက်တဲ့အချိန်မှာကမာလေးကသူကအဲ့လို HIV positive ဖြစ်နေတာ positive ဖြစ်နေတာဆိုတော့ဟာ ဘလို့ဖြစ်တာလဲပေါ့နော်ဒါဟိုကောင်းလေးကြောင်းပဲလားဆိုပြီးတော့သူကသူနဲ့သူတို့နေခဲ့တဲ့ကောင်းလေးကြောင်းပဲလားဆိုတော့ကောင်းလေးကသူကလှမ်းပြီးတော့ကောင်းလေးကတွေးတော့ဆက်ပေးလိုက်တယ်တွေးတော့ဆက်လိုက်တော့သူက negative ကောင်းမလေးက positive ဖြစ်နေတယ်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့လေးဝချက်ကလေးဝချက်ကသူကကောင်းမလေးကဂျားထဲမှာကိုဝင်ရွာလို့ကိုဝင်တော့ဖြတ်လိုက်တယ်ဟာ ကိုဝင်ရမှာလို့ကိုဝင်သွားဖြတ်လိုက်တဲ့အချိန်မှာလက်တယ်နဲ့သွားဖြတ်တာဆိုတော့ဒီရက်ကွက်တဲ့လက်တယ်အဲအဲ့လိုမျိုးပေါ့ကွာလူမသိအောင်လို့လောက်ရတာဆိုတော့လက်တယ်နဲ့သူကအလွယ်တကူပဲဖြတ်လိုက်တဲ့အချိန်မှာ HIV ကူးရတာ ား HIV ကူသွားတာဆိုတော့ပြောချင်တာကတော့ဆရာတို့ဒီ treatment တွေလုပ်တဲ့ဟာမှာလည်းအက်တွေတုံးရတာရှိတယ်ဗောနော်ဆီထိုးအက်တွေတုံးရတာရှိတယ်ဆီထိုးအက်ကနေတဆင့်ကူးစက်ယောဂါတွေကလည်းပြန်ပွားနိုင်တယ်ပြန်ပွားနိုင်တယ်ဆိုတော့ glue site ဆင်ခြင်ရမယ်အဲကြောက်ရမယ်အပိုင်းကလည်းဒါလေးတွေလည်းထည့်သွင်းပြီးတော့တိလာတချို့တချို့ဘာဖြစ်လို့ပြောလဲဆိုတော့အဲတချို့က ယုံကြည်လွယ်တယ်လေအလွယ်တကူပဲယုံလွယ်ကြတာအလွယ်တကူပဲလုံကြည်လိုက်မယ်ကွာဆိုပြီးတော့အဲ့လိုမျိုးအလွယ်တကူလုံကြတာရရှိတယ်အဲ့တော့တကယ်စေကန်ဖြစ်တယ်ဆီယံဝင်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီလောက်ထိဟိုအက်ဒီကိုအဲဘယ်လိုပြောမလဲတယောက်တစ်ခါသုံးအက်ဒီကိုဒီလားမစွန့်ပစ်ပဲနဲ့နောက်တယောက်ကိုဘယ်သူမှတော့မသုံးအဲ့တော့အတော့လုံးဝတေချာတယ်ဘယ်ဆီယံဝန်မှမလုပ်ဘူးအဲဘယ်စေခမ်းမှမလုပ်ဘူးပေါ့နော်ဒါပေမဲ့ဟိုဆီယံဝန်မဟုတ်တဲ့နေရာတွေကလုံနိုင်တယ် အဲ့တော့လှုပ်လိုက်လို့ရှိရင်လေဒီလို case ဖြစ်တတ်တယ်မြင်ရတဲ့အပိုင်းအနေနဲ့ကွာဒါဆေးထုတ်လိုက်လို့မှားသွားတယ်ဆိုလို့ရှိရင်ပုံဝင်သွားတယ်ဆိုလို့ရှိရင်ဒါမြင်ရတယ်အဲမမြင်ရတဲ့အပိုင်းအားကြတော့ဒီလိုမျိုး ကုသယောဂါတွေကိုယ့်ရဲ့ခန္ဓာကိုယ်ထဲဝင်သွားတဲ့ဟာကြတော့သွေးသွားစစ်တော်မှဒါတိရတဲ့ဟာမျိုးလीအဲ့လိုမျိုးကြတော့တတိပြုရမယ့်ဟာလေးတွေပေါ့အချက်ကလေးတွေပေါ့ပြီးကျင်တာတော့ night life မှာ ဖြစ်မှာ ဒီဒီ case တွေဖြစ်တာမျိုးတော့မဟုတ်ဘူးဒီတခြားအပြင်မှာလည်းကိုဂီးမထားဘဲနဲ့ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်ဆိုကြီးကြီးမိုက်တင်ပါတယ်ကြာဆရာတို့ဒီ aesthetic clinic တွေအများကြီးပဲရှိတယ်ပေါ့နော်ဟုတ်တယ်ဒီ treatment တမျိုးတည်းဟိုပဲဈေးတွေမတူကြဘူးပေါ့နော်ဆရာအဲ့ဒါလေးဈေးနှုန်းဘာကြောင့်ကွာတာလဲဆိုလို့ရှိရင်တုံးတဲ့ဈေးကွာလိမ့်မယ်ဒါကတော့ definitely ပေါ့နော်လုံးဝတေးချတယ်ဈေးတွေကတော့သူမှမဟုတ်ဘူးကိုရီးယားဆေးလို့ပြောရင်ကိုပဲဒီဆေးရဲ့ quality တွေကတော့အမျိုးမျိုးထုတ်တယ် made in ကိုရီးယားပဲဒါပေမဲ့နည်းနည်း budget version ရှိတယ်သူတို့စီမှာ premium version တွေရှိတယ်ဈေးတွေကွာဝါးတာကြောင့်မလို့ဈေးနှုန်းကွာနိုင်တယ်ပြီးွားလို့ရှိရင်နောက်တစ်ခုကဇာတ်ရုပ်စေခန်းကဝန်ဆောင်မှုတွေပေါ့နော် service အဲ့ service ကဘယ်လောက်ထိကောင်းကောင်းပေးတယ်လဲအဲဘယ်လောက်ထိကျေနပ်အောင်လုပ်ပေးတယ်လဲထားပါတော့ညီကနှာတမြင့်ကျင်တယ်နှာတမြင့်ကျင်တဲ့ဟာမှာ treatment သွားလုပ်လိုက်တယ်ဈေးပေါ်တယ်ကိုလိုချင်တဲ့ ပုံစံမဖြစ်ဘူးဆိုလို့ရှိရင်ဒါပတ်စံကုံသွားပြီးတော့ကိုစိတ်ညစ်ရမယ်ကွာ။ကုံသွားလို့မနှက်ဘူးလို့ခန်းစားရတာဟုတ်တယ်။အဲ့တော့ဆရာတို့ဆိုလို့ရှိရင် customer satisfaction ဒါစိတ်ချင်တတ်မှုကိုလုံးဝ100%လောက်ကိုကျွန်တော်တို့စိတ်ချင်တတ်မှုရအောင်လုပ်ပေးတယ်။ဟုတ်ဟုတ်။ပြီးသွားလို့ရှိရင်နောက်တစ်ခုက ဒါ error တခုခုဖြစ်သွားပြီဆိုလို့ရှိရင်လည်းဟုတ်ကဲ့တောင်းဝန်ယူပြီးတော့ကိုလုတ်ပေးတယ်ဒီတောင်းဝန်ယူမှုတောင်းဝန်ခံမှုအပိုင်းကလည်း charges တွေနဲ့လည်းစိုက်မယ်လို့တော့ဆရာမြင်တယ်ပေါ့နော်ဈေးနှုန်းတစ်ခုကိုအဲ fair ဖြစ်တဲ့ဈေးနှုန်းတစ်ခုကိုဆရာတို့တတ်မှတ်ထားတယ်ဆရာ totally fair ဖြစ်ပါတယ်ဟုတ်ဆရာဈေးခန်းကအဲ treatment တွေကဈေးကြည့်တယ်ဆိုလို့ရှိရင်ဈေးကြည့်တယ်ပြောတယ်ဆိုလို့ရှိရင်ဆရာတို့ကအာဆရာထက်ဈေးကြည့်တဲ့ဈေးခန်းတွေရှိတယ် ဆရာညှို့မေးလိုက်တဲ့အဲ့လိုမျိုးပေါ့နော်ဈေးနှုန်းကိုတော့ဖဲဖြစ်တဲ့ဈေးနှုန်းတစ်ခုကိုဆရာတို့တတ်မှတ်ထားတယ်ပြီးသွားလို့ရှိရင် Titan နဲ့ဒါ resort ကိုရအောင်ရရမယ်ပြီးသွားလို့ရှိရင် follow up ဒါ treatment လုပ်ပြီးသွားလို့ရှိရင်လည်း after sale service လို့ခေါ်တာပေါ့နော် treatment လုပ်ပြီးသွားလို့ရှိရင်လည်းဆရာတို့က due site နေတာလုပ်ပြီးပြီးပြီးရောအဲ့လိုမျိုးပြချတာပေါ့အတူအမြဲတမ်းဆရာတို့ဒီဘက်ကနေတူဟိုက check လုပ်ပြီး check လုပ်နေတယ်လုံးဝတေချာသွားပြီ100% customer ကလည်းစိတ်ကြည်နှံ့မှုရှိသွားပြီဆိုလို့ရှိရင်တော့ okay ပြီးသွားပြီနောက်သူအချိန်ပြည့်တော့မှပဲဆရာတို့က follow up ပြန်လိုက်တယ်ပေါ့အဲ့တော့ဈေးနှုန်းတွေဒီအဲ့ဒါတွေ ွာချမယ်လို့တော့ဆရာထင်တယ်ပေါ့နော်ဆရာစေခန်းမှာလည်းလာပြီးတော့စုံစမ်းတဲ့ customer တွေရှိတယ်ဟောဈေးတည်တဲ့လာပြီးတော့စုံစမ်းတာဈေးကိုလုံးဝဟုတ်တယ်ဈေးတည်တဲ့မယ်ဘာနဲ့လှုပ်လဲဆိုတဲ့ဟာကသူတို့စိတ်ဝင်စားဘောเนาะဈေးနှုန်းဘယ်လောက်လဲမေးတယ်ဈေးနှုန်းရှင်ကြည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ရှင်ကြည့်ရတယ်ဈေးကန်းနှစ်ခုသုံးခုခြိုက်တယ်လို့ရှင်လို့ရတယ်ဒါပေမဲ့ဈေးနှုန်းတစ်ခုတည်းကိုတော့မရှင်နဲ့ဟာပေါ့တခြားခုနကပြောသွားတဲ့အပိုင်းလေးတွေကိုလည်းအရေးကြီးတယ်အဲ့ဒါလေးတွေလည်းထည့်စင်းစားပါဆရာတို့စီမှာ ဒါ treatment လုပ်မယ်ဆိုလို့ရှိရင်ပေးလိုက်တဲ့ဈေးနဲ့တန်ဖိုးတန်စီရမယ်အမခန့်ပေးတယ်ကိုပညာရဲ့ fan နေလဲကျွန်တော်စေကန်းကိုအများကြီးလာတာရှိပါတယ်အများကြီးလာတာရှိပါတယ်အဲကိုပညာရဲ့ RPG ကုထုံးပို့ဆောင်ပြီးတော့လာရတယ်ရှိလေးပြားတာနေလဲလာရတယ်လည်းအများကြီးရှိပါတယ်ကိုပညာကိုလည်းကျေးဇူးတင်ပါတယ်ကိုပညာရဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့အလုပ်ဝတ်တာပါ